အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှာတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်29ရက်6လ2025ကနေ25ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီကကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကကဏ္ဍတွေမှာကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေပေါ့လေအဲဘလို့ကံရလေးတွေကြုံတွေ့ရတဲ့လဲကံလေးကောင်းလားကံလေးညံ့လားကြည့်တဲ့အခါမှာဗီရင်မျက်နှာပဲကြည့်ပြီးဟောမှာဖြစ်တော့ကျွန်တော်တော့နားလည်ပြီးပါဗျာနော်ကျမ်းမှာရစပြီးပြောခြင်းလို့စိတ်ပူပါလို့နော် ကျမ်းစာရင်းနဲ့ပတ်သက်ပြီးအချက်လေးနှစ်ချက်ဖြစ်တယ်နံပါတ်1ကဘာလဲဆိုတော့စီအစုပ်အစာရင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့အခါစိတ်အောင်တက်ရတာမျိုးလေးတွေဖြစ်တဲ့အခက်မသိရင်ခွဲရဆိတ်ရတဲ့အနေအထားလေးတွေဖြစ်တဲ့လုံးဝမပေါ်ဆက်ပါနဲ့နော်စီယောဂါအစုပ်ယောဂါအစာရင်းယောဂါအဲ့ဒါမျိုးတွေပတ်သက်ပြီးဖြစ်တဲ့ကိန်းတွေမှာပါတယ်နော်လုံးဝလုံးဝမပေါ်ဆက်နဲ့စိတ်ကူရတဲ့အနေအထားလေးတွေရှိတယ်။အခက်မသိရင်စိတ်အောင်စီကံပြရတဲ့အနေအထားရှိတယ်။လုံးဝမပေါ်ဆက်နဲ့နော်။အာထက်တယ်လဲမာတာပါ။အဲအဲ့ဒါအပြင်လေနောက်တစ်ခုကကြတော့လေ။သွားလာလှုပ်ရှားတဲ့အခါမှာထိမိခိုက်မိပြီးသွေးထက်တယ်လို့ဖြစ်တဲ့ကိန်းတွေရှိတော့မမေ့ပါနဲ့ဘူးနော်။ အထူးသဖြင့်ဟိုဟာဆိုင်ကယ်တွေပါရေးစီးရတဲ့သူတွေဆိုရင်ဒီကာလမှာသတိထားမယ်ဆိုင်ကယ်မောက်တာတိုက်တာပျောက်တာဒါမျိုးလေးတွေသွားဖြစ်တတ်တယ်အက်ဆီဒန့်ဖြစ်တတ်တယ်တချို့ကငါတော့ဆိုင်ကယ်မစီးဘူးကွာဆိုပြီးကားစီးနေအောင်မအဲ့ကားနဲ့ဆိုင်ကယ်နဲ့သွားတိုက်တာတွေငါကတော့ကားလည်းမစီးဘူးဆိုင်ကယ်လည်းမစီးဘူးဆိုတော့ကိုယ့်ကိုကားလန်ကူရင်းနဲ့ဒါဆိုင်ကယ်လာတိုက်တာတွေကားလိုက်တာတွေအဲ့လိုမျိုးလေးတွေဖြစ်တတ်တော့အထူးသတိထားပါနော်နောက်သွားလာလှုပ်ရှားတဲ့အခါမြော်ပြီးမှဆိုရင်ပို့ပြီးသတိထားပါလေပောက်ွက်တဲ့အရာတွေနဲ့ကြုံတွေ့ရတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကျမကြီးကျွန်တော်စိတ်ပူလို့နော်အဲဒီတစ်ပတ်ကာလမှာဘုဒ္ဓကုသသမီးတွေအညာအခိုက်တွေရှိနေတယ် ဆိုတော့အာတို့တော့အဲ့လိုအညံခန့်နေလေးဘယ်လိုပဲရှိရှိကိုယ့်ရဲ့အိမ်ကိုတောက်ကြသားသမီးတယောက်ကအညံအညံနေလာပြီးအိတ်လိုက်လို့ရှိရင်တော့လေကြုံရတဲ့အညံနေလေးပြပြသွားလိမ့်မယ်နော်အဲ့ဒါလေးတခုကတော့အမှတ်ထားပေးပါဗျာနော်ဂျန်နေသူတွေလာရင်တော့လက်မခံနဲ့ပေါ့လေတောက်ကြသားသမီးတယောက်ညံအညံနေလာပြီးတဲခုလိုက်တာမျိုးဆိုရင်တော့ကောင်းပါတယ်ကြုံရတဲ့အညံနေလေးပြသွားလိမ့်မယ်နော်အာကျမအညံလို့ဆေးရုံဆင်ကားနေပါလေပြမယ်ဆိုလို့ရှိရင်လေတောက်ကြသားသမီးဆေးရုံဝင်နေပြပါလို့အဲအဲ့ဒါလေးမှာခြင်းနဲ့အစားစားတွေပါလေစားတဲ့ခါမှာလေအဲခြေရောင်သားလေးဒီနှစ်ထောင်ဒီတစ်ပတ်ကာလမှာခြေရောင်သားလုံးဝမစားပါနဲ့ရှောင်ပြအောင်ရှောင်ပြီးနော် ခြေလုံးကြောင်းသားလုံးလုံးဝမရှောင်နိုင်လောက်မှစိတ်သားနဲ့အမဲကတော့လုံးဝမစားနဲ့နော်ပြီးတော့အခုဒူးရင်းစီးတွေအရန်ပေါ်နေတဲ့ကာလဒူးရင်းစီးလုံးဝမတည့်ဘူးမစားပါနဲ့နော်စားပြီးနောက်ပိုင်းအเจ้าမကြီးအညံ့လေးတွေသွားဖြစ်တတ်တယ်ပြီးတော့လေဒီကတော့မှအဲ့ခနာကူမှာဖြစ်တဲ့เจ้าမကြီးပြင်စိတ်မှာဖြစ်တဲ့เจ้าမကြီးလေးလည်းပါတယ်ဗျကောင်းမှုကောင်းဝိုက်ကောင်းအောင်နေတဲ့ပြင်စိတ်ကမကြည်ဘူးဖြစ်နေတဲ့ဒေါသထွက်လွယ်ချင်တာလေးတွေအဝေးကြီးကိုထွက်သွားချင်တဲ့စိတ်တွေပေါ်လာတတ်တယ်နော်အထူးသတိထားပေးပါကျွန်တော်ဘာလို့သွားစိတ်ပူလဲဆိုတော့လေအဲကျမ်းမာကြီးကတော့ကျွန်တော်မာခဲ့ပြီးပြီ အဲပြဿနာလေးတွေဝင်လာတယ်လို့ပြဿနာဝင်နေဆိုတဲ့အခါမှာကိုကပြဿနာမရှာခဲ့ရင်တောင်မှငါတို့ထိုင်ကိုယ့်အိမ်မှာကိုနေနေတယ်မှာပြဿနာအနောက်ရှက်လေးတွေစိတ်တော်ကရောက်စီရလေးတွေဝင်လာတတ်တယ်ငါတို့ထိုင်နေနေအဆုတ်ဆွဲခံရတာလေးတွေဖြစ်တတ်တယ်အထူးကူးဆိုင်ကမယ်နော်နာမည်ဂုံသိက္ခာကြဆင်းအောင်ဆုတ်ဆွဲခံရတဲ့အနေအထားလေးတွေရှိတယ်အဲ့ဒါလေးမမေ့ပါနဲ့အထူးသဖြင့်အလုံနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာဗုဒ္ဓဟူသားသမီးတွေလကတုံရင်တုံမတုံရင်ယာရုတိုးလိုက်မယ်အဲ့တော့အလုံနဲ့ပတ်သက်ပြီးအမရန်ကောင်းတယ်မကောင်းစရာအကြောင်းမရှိဘူးနော်အလုံမရှိသေးတဲ့သူတွေလည်းဒီကလာမှာအလုံရှာအလုံရထားတဲ့ဂိမ်းရှိတယ်အလုံရှာအလုံရထားတဲ့ဂိမ်းရှိတယ်နော် ိုပိုင်စီးပွားရေးတွေဘာတွေလုပ်မယ်ဆိုလဲဒီကလာမှာလုပ်ပါကောင်းပါတယ်ဗျအလှသဖြင့်အလှပကြီးရတဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တဲ့သူတွေအလှကုန်ပစ္စည်းရောင်းတာတော့အလှပြန်ဆိုင်ဖွင့်တာတော့အရန်အကျိုးပေးတယ်အဲ့ဒီမှာဆက်ဆက်ပြီးပြောတဲ့အရာကဘာလဲဆိုတော့အလုပ်ပညာရှင်တွေဖြစ်ခဲ့မယ်ဆိုရင်ဒီကလာမှာဝေဖန်တိုက်ခိုက်မှုတွေကြားတဲ့ကနေအောင်မြင်မှုရပြီးတော့ပြိတ်သက်အဲနှုတ်ဖြာမှာရေပန်းစားတဲ့ကာလလေးမှာပါလိမ့်မယ်တစ်ချက်မှတ်ထားပါဘယ်နော်ဒါအပြင်ဟိုဝန်ထမ်းတွေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကလာမှာယာရုကြီးကြီးမားမားရတယ် ရမကောင်းသားဆိုတော့ကောင်းတယ်ဒါပေမဲ့ပတ်ဝန်းကျင်မှာတော့ဝေဖန်တိုက်ခိုက်မှုတွေကြားလိုက်ကနေအဲယာရုကြီးကြီးမားမားရမယ်ဆိုတဲ့ဂိမ်းထဲမှာသွားပါတယ်နော်ပြီးတော့ဝင်နှန်းတွေပို့ပြီးသတိထားမယ်အတိုင်းစာတွေပြစ်စာတွေကြုံရတဲ့ဂိမ်းတွေရှိတဲ့အတွက်သတိထားမယ်တယောက်ချင်းကံပေါ်မူတည်ပြီးတော့ကွာခြားမှုအနေအများတော့ကွာပါလိမ့်မယ်နော်အဲမပေါ့ဆက်ပါနဲ့ဗောလေအရန်ခယူဆိုင်ပြီ အကောင်းဆိုးတွေရောနေတယ်သူကကောင်းတာတွေလာခိုင်းအောင်အေးအေးချမ်းချမ်းပြပြလဲလဲကောင်းတာမျိုးမဟုတ်ဘဲနဲ့အနောက်ကနေရန်ပရိခတ်တွေနဲ့တွဲပြီးတော့လာတဲ့ဂိမ်းမျိုးလိုခုံနေတာလေးမြင်တော့နေဂယုဆိုင်ပေးပါငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာငွေချင်းကအထွက်တာများတယ်ဝင်လာခိုင်းအောင်ဝင်တဲ့ပတ်စံကအပူစားတွေအပူတွေနဲ့ပတ်သက်ပြီးဝင်လာတာမျိုးချက်ချင်းပြန်ထွက်သွားတာမျိုးတွေဖြစ်တတ်တော့နေတော်တော်လေးဂယုဆိုင်ပေးနော်အအစိုးဆုံးလေးပို့ပြီးဂယုဆိုင်ကမှဗာလဲဆိုတော့ကျွန်တော်အချစ်အိမ်တော်ကြီးကိုအစိုးဆုံးလေးဂယုဆိုင်ပါလို့ထက်တယ်လဲလဲမှာချင်းတော့နှစ်ချက်ဖြစ်တယ်လို့တခြားကဗာလဲမေးလို့ရှိရင်အချစ်ယူစကြပါဆိုဗျာနော် အခြေအနေနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာလေချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူရတတ်တယ်ရရင်လည်းကောင်းလားမင်းမဆိုးဘူးပေါ့အဲ့လိုပဲပြောရမှာပေါ့ဒါပေမဲ့လို့ဂယုဆိုင်ပါရတဲ့ချစ်သူကလူပြိုအပြိုမဟုတ်တာလေးတွေဖြစ်တယ်လို့နော်အဲနောက်တစ်ခါချစ်သူအိမ်အောင်ရှိရတဲ့အတိုင်းမှာနောက်တစ်ယောက်ထပ်တွေ့တာလေးတွေဒါမှမဟုတ်ကိုချစ်သူအိမ်အောင်ဘက်ကအငယ်နောင်တွေ့တာမျိုးတွေဖြစ်တဲ့အခါရက်ကြော်ရွာကြော်ဖြစ်တတ်တယ်တိတိကိုကိုလေးဖြစ်တာမျိုးမဟုတ်ပဲနဲ့ဖုံးပြီးလို့ရတဲ့အနေထားမျိုးမဟုတ်ပဲနဲ့ရက်ကြော်ရွာကြော်ဖြစ်တတ်တယ်အဲ့ဒီမှာဆက်ဆက်ပြီးတော့မာကျင်တဲ့နာမည်ကုန်သိခါလို့ပြောတာပေါ့လေခုနကလို့ အာမလွတ်လပ်တဲ့သူတွေနဲ့သွားစုံစည်းတဲ့အခါကိုယ့်ရဲ့နာမည်နဲ့ထိုင်နေတဲ့ထပြက်တာမျိုးလေးတွေအဲအဲ့လိုမျိုးတွေသွားဖြစ်တတ်တယ်။အဲ့ဒီမှာအခုချစ်သူတဘာဝတွေတခါတည်းမှာလိုက်ချင်တယ်။အဲအခုကိတဘာဝမှာရုပ်ရက်အဲမမျိုးလေးမနဲ့ဒီကလာမှာအင်တော်တွေပါကြားတဲ့အခါ living ကသားနေရတဲ့ပုံစံနဲ့ကြားတတ်တယ်လို့ခေါ်တယ်။ပြီးတော့လေကိုယ့်ရဲ့အဲ့လိုမျိုးဟာလေးတွေရုပ်ရက် line ပေါ်ပြန့်သွားတာတွေပါတွေဖြစ်ပြီးနာမည်ကုန်တဲ့အခါကြားတတ်တယ်နော်။အာထပ်တယ်လည်းမှာလာဖြစ်တဲ့အတွက်ဂယုစိုက်ပေးရမယ်မမေ့ပါနဲ့နော်။ သူကနေထိုင်တဲ့နာမည်နဲ့ပတ်သက်ပြီးထိခိုက်စရာလေးတွေဖြစ်လို့အလုပ်လည်းအလုပ်နဲ့ပတ်သက်ပြီးထိခိုက်တယ်လူမှုနဲ့ပတ်သက်လည်းလူမှုတွေမှာပတ်သက်ပြီးသွားထိခိုက်တယ်ကိုကဘလောက်ပဲမှန်မှန်ဒီကာလမှာကိုကရှင်းပြရင်တော့ကိုယ့်စကားကိုမယုံကြဘူးလက်မခံကြဘဲနဲ့ထင်ရမြင်ရလေးစုပ်ပြောခံတဲ့ကာလတွေမှာသွားပါတယ်ထက်တယ်လည်းလည်းဂယူဆိုင်နော်အဲငွေကြေးတွေကြီးမားမားရတဲ့အခါမှာအိမ်ပြင်လို့ရတယ်အိမ်ဆောက်လို့ရတယ်အိမ်ဝင်လို့ရတယ်အဝင်တော်တယ်နော်အိုးအိမ်နေရာထိုင်နေပတ်သက်တဲ့ကိစ္စတွေပြောဆိုဆောင်ရွက်တာရတဲ့အနေအထားတွေရှိတယ်ရရင်လည်းကောင်းတယ်အဲတခုတော့ရှိတာဗောလေအဲ ဒီကလာမှာအိမ်ဝင်လို့တင့်တော်တယ်ဆိုတော့လည်းမြေတွေပါတော့မဝယ်ပါနဲ့နော်ပြီးတော့တံမှုကြီးတဲ့ဆက်ပစ္စည်းလေးတွေမဝယ်နဲ့အဝင်မတော်ဘူးဖြစ်တတ်တယ်ကို့မှာရှိတဲ့ဆက်ပစ္စည်းလေးတွေမကြာခဏပြတ်တတ်တယ်ဂယုဆိုင်မယ်ကိုပတ်သက်တဲ့သူတွေကလည်းစနေအင်္ဂါသာသမီတွေကောင်းကောင်းဒုက္ခပေးမယ်ချစ်သူအိမ်တော်ဘက်ကအိမ်နေသာသမီတွေမှာပါရင်ကိုယ်တာပြတ်တာအဆက်တဝဲအကျုံနဲ့ဖြစ်တာလေးတွေသွားကြုံရတော့တော့သတိထားပါမင်းအဆိုးရနေနဲ့ပတ်သက်ပြီးတော့အမှုကင်းဖြစ်တာအချုံအောင်ထောင်တန်းကြတယ်ဆိုတဲ့အနေထားလေးတွေသွားကြုံရတော့တယ်မမေ့ပါနဲ့မပေါ့ဆက်ပါနဲ့နော်ဂယုဆိုင်ပေးပါ ဇော်လာ20 24 25အရက်တွေကတော့အများကိစ္စတွေအဖွဲ့အစည်းကိစ္စတွေအစအဲ့ဒါတွေကိုကိုကအောင်မြင်စွာတောင်းဝင်ယူနိုင်တဲ့နော်ခေါင်းဆောင်ခေါင်းဆောင်ပိုင်းနေရတာရလာလိမ့်မယ်မိသားစုမှာဖြစ်နေတဲ့ပြဿနာတွေဆိုလဲကိုကလိုက်ပါဖြေရှင်းတဲ့ခါမှာအောင်မြင်လိမ့်မယ်ရက်တန်နေတဲ့လုပ်ငန်းတွေကိုပြန်လဲဆောင်ရွက်နိုင်တဲ့အနေအထားလေးတွေရှိတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ရက်တန်လာတဲ့ဆိုလို့ရှိရင်ပြန်ပြီးတော့အစ်တင်တဲ့အစ်တတာတို့နောက်ခါအဲထပ်ပြီးတော့ကြောင်းလျှောက်တာတွေမှာအောင်မြင်မှုတွေရရှိပိုင်ဆိုင်လိမ့်မယ် ဇွန်လ19ရက်21 22 23အဲ့ရမှာတော့အမှုပြဿနာတွေကြုံရတတ်တယ်ရုံရောက်ခရောက်ပြဿနာတွေဖြစ်တာနာမည်ကွန်တိကအကြောင်းထိခိုက်တာလေးတွေအဆုတ်ဆွဲခံရတာလေးတွေဖြစ်တတ်တယ်အဲနောက်ဆုံးလက်ရှိနေတဲ့အရာတွေပါထွက်သွားတဲ့အနေအထားလေးတွေဖြစ်တတ်တယ်လူမှုရေးကိုပို့ပြီးစိတ်ပူတယ်နော်ဂျန်တဲ့ကိစ္စတွေကအဆင်မပြေရင်ပြောင်းဖြေရှင်းလို့ရတယ်လူမှုရေးမှာမြစ်တာမများသိတဲ့သူတွေမပတ်သက်နေတဲ့သူတွေနဲ့ပတ်သက်အာနာမည်ကွန်တိကတွေထိခိုက်အောင်ပြောဆိုခံရတာလေးတွေအဲကြုံဝင်ကြုံရတတ်တယ် ဒါအပြင်ထင်မိခိုင်မိသွေးထွက်တံရုံဖြစ်တဲ့တော့အက်ဆီဒန့်တွေဖြစ်တဲ့တဲ့တို့ကထပ်တလဲလဲဂယူဆိုင်ပါလို့အကြံပေးပြရတယ်နော်စံလေအင်္ကာကောင်းကောင်းကြီးဒုက္ခပေးလိုက်မယ်အဝါရောင်အပြာရောင်ရွှေအိုရောင်မိခိုးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်အုံညွန့်အုံပန်းပိန်ပန်းပွင့်မင်းမြုပ်ပန်းတပြေညွန့်အောင်တပြေပန်းပေါ့လေအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုဝယ်တဲ့ဖရာမှာဖရာပန်းကတ်တာပဲဖြစ်ဖြစ်အဲနေရက်ကနေမှအလှပအောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်မလုပ်ကြမလဲဆိုတော့ အုံသမီးလေးချက်ပြီးတော့ဗောလေမြက်စော်ဖျားမှာဆုံးကမယ်ရဟန်းတော်တော်ကြီးလာရင်ဆုံးလောင်းမယ်ဘေးနားမှာတက်ကြီးကျော်ဦးတွေဆရာသမားတွေမိဘတွေရှိလို့ရှိရင်အုံသမီးလေးချက်ပြီးတော့အဲဒါနာပြုကျွေးမွေးပေးပါဗျာနော်ဒါဆိုရင်ကိုယ့်ရဲ့ယာရုဂုံရှင်လေးတွေပို့ပြီးကြော်စောအောင်မြင်လိမ့်မယ်ကြုံရတဲ့အညံ့လေးတွေပြေပြောက်ချင်တယ်ဆိုရင်ဥပ္ပစာအဟောင်းနွမ်းအဆုပ်ပြက်လေးတွေရဲ့သပင်ခြေနဲ့လက်သေးတွေရဲ့ရောထုတ်ပြီးတော့ရင်နဲ့နေရင်ရေထဲမှာသွားပြီးတော့ညနေဆောင်လေးမှာမျောချရင်နဲ့မနေဘူးဆိုတော့လမ်းလေးဘွားတော်နာမှာသွားဆုံးပြပါငါတော့နေခန်းငါမှရှိတဲ့မကောင်းတဲ့အညံ့ခတ်တွေပြပါသေးဆိုပြီးတော့သွားဆုံးပြလိုက် ဒါဆိုတော့အညာခိုက်လေးတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်။ဗုဒ္ဓဂုသာသမီအားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။